တူအောင်ရှီအောင်နှစ်ခုမလုပ်ပဲနဲ့သဘင်ညက်လို့မရဘူး။သဘင်ညက်ပညာတော့မခေါ်ဘူးကွာ။မျက်နာမှာလည်းတူအောင်ရှီအောင်လုပ်လို့လိုက်တာ။သဘင်ကအရောင်ပြောင်းမသွားဘူး။ဆယ်လို့သဘင်ညက်တဲ့ခါမှာဒီတော်တော်များပုံလေးပဲအရင်ဟိုဟာညက်ချင်တယ်။ပုံလေးချောင်းအရင်ပြောတာဘယ်နဲ့ပုံသင်ပဲဆိုတော့စုအောင်ပြောမယ်အချိန်ခံတော့ပုံ1024ပုံရှိတယ်။အဘသူမဘယ်စတိုင်လေးမကောက်အောင်မညက်ဘူး။ဘာကြလဲ။အဲ့တဲ့တွေကအပ်ပုံလေးတိုက်မမချိုက်တာ။အဲ့တဲ့တွေက ဆရာတို့တင်ရုံးမှာရှိတဲ့ပုံတဘုံမှမကြိုက်ဘူးအဲ့ဒါမှတ်ထားညီတို့ကတင်သွားတယ်ဆရာတို့တင်တော့မှတင်သွားတဲ့ပုံတွေတဘုံမှမညက်ကြဘူးလို့မှတ်ထားတယ်ဘာကြောင့်လဲကြတာအဲ့ဒီစကားကအဲ့ဒီအရှိရှိမှရှိမှာလေ Okay နောက်က60 90ညက်တယ်80 90ပါညာအဲ့လိုကိုကရှောက်ညက်ခဲ့တာတွေ ਆ လေတကယ်တမ်းကျတော့အဲ့တဲ့နဲ့တွေ့တဲ့60 80လည်းဖြစ်ဖြစ်နေတာရှိရလဲသူတို့အရှိအရှိထားမညက်ဘူးဆိုတာမျိုးဒိုင်းမိမကြိုက်တယ်ဆိုတာပြောအရင်ပါလာတဲ့ပုံတိုင်းထားလိုက်တာလေ ဖြစ်နိုင်တယ်အဲ့အချိန်မှာပြဿနာတက်သွားတာကွာတင်လာတာက A မှာ60လို့ B မှာ60ဒီမှာဒီဂရီတစ်ခုခုညှက်တာကြီးတင်ခဲ့တယ်သူကလုံးဝအဲ့ဒါကိုမညက်ဘူးအာအဲ့ရှေ့လေးကိုပဲမညက်တော့အဲ့ရှေ့လေးကအတိုင်းလေးပဲကြိုက်တယ်နောက်ပဲညက်ပေးလို့ဆိုတာအဲ့ကြောင့်ဆိုင်ကလေးမညက်တော့အဲ့ဒါဘာပြဿနာလဲဆိုတော့သပင်ကိုနောက်ကပဲစားညက်ဖူးတဲ့ပြဿနာဖြစ်နေတယ်မဟုတ်လားရှေ့ကမညက်ဘူးဆိုရင်အရှေ့ကဟာနဲ့ပဲနောက်ကိုတိုက်ဖြတ်သွားမှာပြန်တိုင်းဖြတ်သွားမှာသပင်ညာမှာဖြတ်ဖို့အတွက်ဟိုကတူရှေ့လောက်ဖို့ပေါ့ တူချင်းရှိချင်းနှစ်ခုပဲရှိတယ်အဲ့တူချင်းရှိချင်းနှစ်ခုလောက်ဖို့အတွက်ဆိုရင်လူတွေဖြတ်ဖို့အတွက်ပဲသင်ခဲ့ရတာမဖြတ်ဖို့အတွက်မသင်ခဲ့ရဘူးဇပင်မှာမဖြတ်ကားတဲ့နေရှိတယ်မဖြတ်ဖဲနဲ့ဇပင်ကိုတူရှိဖန်တီးလို့ရတဲ့နေရှိအဲ့လိုပြောစက် မဖြတ်ဖဲဘယ်လိုဖန်တီးရလဲဆိုတော့ဥပမာအဲတုံးမိုင်းညက်ကတယ် A B C ဆိုပြီးတုံးမိုင်းညက်တာတုံးမိုင်းလုံးညက်ဆရာမလို့ပဲအဲ့ဇပင်ပုံပြောင်းအောင်လုပ်လို့ရတယ်ဒါကတော့အရှိမညံ့တော့ငါကဘုံပဲပေါ့ဖြတ်တော့ဖြတ်ရတယ်ဒါပေမဲ့လူတွေဖြတ်တည်တဲ့အတိုင်းမဖြစ်ပါနဲ့ပုံမှန် တိုင်လေးတွေဖြတ်ချင်တဲ့အတိုင်းမဖြတ်ဘဲနဲ့အဲ့တဲ့သဘင်ရှိတဲ့အတိုင်းဖြတ်တာမျိုးပြောချင်တာတော့မဖြတ်ဘဲနဲ့တော့သဘင်ပုံမဖြစ်ဘူးအဲ့တော့မဖြတ်ဘဲနဲ့သဘင်ပုံပြောင်းလဲဆိုတော့အဲ့ဒါကိုပြောချင်တာဟိုသုံးပိုင်းရှိတယ်နှစ်ပိုင်းတော့မဖြတ်ဘဲတစ်ပိုင်းတော့ပဲဝင်ဖြတ်သွားပြီးတော့အဲ့တစ်ပိုင်းကအပေါ်အောက်ကအကုန်ကြီးအောင်လုပ်နိုင်တယ်ဥပမာအဲအစအစအစွန်ဆုံးနေရာလူရစဖြစ်တယ်ဥပမာအာအေဘိုင်းကစညက်ပြီဆိုရင်အေဘိုင်းကတူသွားပြီတခုခုတော့ဖြတ်ခံရမှာပဲတူသွားရဲ့ဘီယူမတိုင်းလို့မရတော့ဘူးအဲ့ဒါအစွန်အစညက်တဲ့ပြဿနာ အစွန်ဆိုတာကအိမ်နဲ့ဆီယာအစွန်ပေါ့ဒီကအလေရပေါ့ဇမေဟိုအဲ့တရာရှေ့ရှေ့ပုံအရန်ကြိုက်တယ်မဖြတ်ချင်လို့ဆိုရင်အဲ့တဲ့ sensitive ဖြစ်တဲ့အောင်ရှာရတာပေါ့အဲ့တရာဆိုင်လာတယ်လူဂျင်းစတက်တစ်ခုလည်းပြောတယ်အာစတက်မြင့်စတက်နေတစ်ခုပြောလိုက်ပြီအဲ့ဒါ sensitive မဖြစ်သေးဘူး sensitive ဖြစ်တော့အထူးခံတာကိုပြောတာအထူးမခံဘူးပါပြီးတော့အရန်လုံးလုံးမရတဲ့အရာကိုပြောတာကျွန်တော်ဇမေညံ့ရင်ဒါမှမဟုတ် color ဆိုးရင်ဒါမှမဟုတ်အောက်ရင်ဖြောင်းရင်အဲ့တဲ့ sensitive ဖြစ်တဲ့စကားလုံးဒါ sensitive ဖြစ်တဲ့အချက်လက်ကိုအရင်ရှာရတယ် အဲ့ဒါသူလုံးဝတင်းကြီးမခံနိုင်နေရအဲ့ဒါကသူလုံးဝလက်သက်ခံပြီးတော့ထည့်စင်းလာပြီလို့မြင်ရတဲ့အရာကိုအရင်ရှားရတယ်အဲ့ဒီအရာကိုကိုမျက်စိရှိထားတယ်ဥပမာအဲ့ဒါရှေ့ပိုင်းမညက်ဘူးရှေ့ပုံရမ်းကြိုက်တယ်ရှေ့ရတဲ့တူမှကြောက်တယ်ဆိုရင်ရှေ့မှကြောက်တယ်ဆိုရင်ပြဿနာတစ်ခုသွားရှိလာတယ်ရှိလာသူစမ်းစစ်ဖြစ်တာအဲ့ချက်အဲ့ဒါစတန်ညံ့မယ်ဒါမှမရှေ့ဘူးတူဦးတော်လို့ပြောလိုက်ရ ်တက်မြက် sensitive လို့ထင်တာမတူဘူးတော့ရှင်းမတူဘူးတော့ sensitive ဖြစ်မယ်ထင်တာရှင်းမတူဘူးတော့ sensitive ဖြစ်တယ်အဲ့ဒါကိုအရင်စဉ်းစားအဲသဘင်တင်နာပြီးသဘင်ညက်ဖို့ခဏနေပါဦးအဲ့ဒါဘာပြောလဲကိုအရင်စဉ်းစားဖို့လိုတယ်အဲ့တော့အဲ့ဒါပြောတဲ့စကားလုံးတော့ sensitive ဖြစ်တဲ့အချက်အချင်းရှင်းမတူဘူးလို့ပြောရဲဇာတို့ကရှင်းရစပြီးညက်ကမှာဘာကြလဲနောက်ကစညက်မယ်ဆိုဒီကညက်ပြီးတော့ minus တစ်ခုဖြစ်သွားပြီးညော့သွားတဲ့သဘင်အတူနဲ့ B ကိုတိုင်းမှာ B မှာထိုက်ရအောင် ်ဒီမှာထက်ရွက်ရွှေရှေ့မညံဘူးဆိုဒိုင်းထားလို့မရတော့ဘူးလေဘီနဲ့စီကတော့မတူဘူးသူကငကိုတဲကစီကနေစားညက်ခဲ့မယ်ဆိုရင်စီရဲ့အတိုင်းကြောင့်တော့ဘီအတိုင်းမှာပေါ့စီကမညံဘူးမညံတော့စီမတိုင်းသဘင်အတူရှိတခုရှိနေမှာသူကြိုက်တဲ့သဘင်တွေအဲ့အတိုင်းမှာစီကတိုင်းလို့မမိရောတိုင်းလို့မမိတာဘယ်သူနောက်ချက်တယ်များထင်လို့လဲသဘင်မညံမှာသဘင်ညာဒီဂရီအင်မလန်နောက်ချက်တယ်အဲဒီကိရဘဘာလူရဲ့နေစဉ်ဘာနဲ့တူလဲဆိုမီးနဲ့တူတယ်ဒုက္ခလည်းပြီးတယ် ကောင်းခြင်းလည်းပေးတယ်အဲ့နှစ်ခုအဲ့မျိုးတော့ဒီဂရီ3နာရီစနေပုံဖြစ်တယ်လို့မတွေးနဲ့ဒီဂရီကျစနေပုံပြတ်တာလည်းရှိတယ်ကိုသုံးတဲ့ဒီဂရီကျစနေပုံပြတ်သွားတာကိုကတိထားတာတွေကရဆွဲ60 135 180တွေပဲပတ်တည်နေတာအဲ့တည်းကအဟဟာကိုမလိုချင်ဘူးမလိုအပ်ဘူးဆိုရင်ကိုကအဲ့ဒါကိုမပြောင်းလဲနိုင်တာကမင်းနဲ့သွားတူတာကိုဒုက္ခပေးတော့မှအဲ့ဒီကလေးကအဲ့တော့သူ့အတွက်ရှိတဲ့ခုရှိတယ်တိုင်းလိုက်တာဖြတ်စရာမရှိဘူးဆိုရင်တိုင်းလိုက်လို့ဖြတ်စရာမရှိဆိုရင်အဲ့စတိုင်နဲ့စစ်တယ်မှာဘာဖြစ်နေလဲဆိုတော့ तू က9ဒီဂရီတစ်ခုမှတ်ထားခဲ့လို့ ။သူကအဲ့ဒါပြောလိုက်တဲ့စက်ကိုမှားလိုက်တယ်။ပုံမှန်စက်ညှက်မယ်လို့ပြောရင်သူထင်တဲ့ပုံမှန်စက်ကဒီကလေးနံပါတ်နဲ့ပုံမှန်စက်ကိုသွားထင်တယ်။ဥမာ60 60 60 60တဲ့ဟာအဲစာအုပ်ထဲမှာပုံမှန်စက်ပါပဲ။စာအုပ်ထဲဟာလည်းဆရာကျွန်တော်တို့သင်လာတဲ့အချိန်နဲ့စာအုပ်ထဲဟာလည်းမလုပ်ပါဘူးလား။တို့အဲဆိုရင်ကျောင်းဆက်တနှစ်တက်ခဲ့တဲ့စာတွေဘာလို့လုပ်ငန်းခွင်မှာမတောင်းတာလဲ။ဆိုတော့ကအဲ့ဒါတွေးပေါ်နေတင်ပေးနေတာ။ကျောင်းမှာသူငယ်တန်းမှာသင်တဲ့စာကြော်ခဲ့လို့ရတယ်ဒီသူငယ်တန်းစာဘာရေးကြည့်လို့လဲ။ ဟာငါးတန်းတော့တင်ပြီးသွားဆိုတော့၆တန်းခုနှစ်တန်းတော့ကျော်ခဲ့မယ်ကွာ၈တန်းခုနှစ်တော့တင်မယ်ကွာမြင်အောင်လားရတယ်ဒါပေမဲ့အတွေ့အကြုံကျတော့စဉ်းစားမပြတ်တွေ့ဖို့ရှိဖို့လိုတယ်အဲ့ဒါမို့လို့လူငယ်တန်းမိတဒန်းချင်းတွေတက်ကိုတက်ကြတယ်ဆိုတဲ့သဘောနဲ့သွားတာတော့စာအုပ်တဲ့အဟာတွေကိုရင်သွင်းလေ့ကျင့်တာအဲ့ဒါမှဆရာတော်တင်တယ်မှတင်ပေးတဲ့ပုံတွေကအမှန်တကယ်ပြင်လောကမှာညက်ချင်မှညက်ကားလိမ့်မယ်မညက်ချင်မညက်ကအောင်အဲ့ဒါကိုအနေအဲ့ဒါကြီးကိုအသေးမှတ်တယ်အဆက်တင်မိတဲ့ပုံလေးမိုက်တယ်ထူးဆန်းတယ်တချို့ဆိုရင်ဘာဒီကလေးညက်လဲဆိုရှောက်မှတ်ထားတယ်လိုင်းမောက်ပေါ်ရှောက်ချိမှတ်တယ်အသုံးမဝင်ဘူးဘာကြလဲဆိုတော့ ပုံညံ့မဲ့ဧည့်သည်ကအဲ့လူနဲ့တွေ့တဲ့ဧည့်သည်ဟုတ်ချင်မှမဟုတ်ဇပင်တူလို့မရအောင်ဇပင်ထူပါတူအောင်လည်းမရအောင်ဇပင်တူရှည်တဲ့တူရမယ်ပြီးရင်ဇပင်အယောင်လည်းတူရမယ်ဇပင်အယောင်မတွင်ညက်တဲ့ step ပုံမူတွေပုံညောင်းတယ်ပြီးရင်မျက်နာတူရမယ်အရက်တူရမယ်အဲ့လူရဲ့အရက်ဧည့်သည်အရက်အဲ့ဒါရံဖြစ်နိုင်ဘူးကိုလုံးတူရမယ်ကိုလုံးကြည့်တဲ့လူတွေကဇပင်တူတယ်မလားဘူးအဲ့တော့ရှိတယ်နည်းနည်းဟောဖြစ်သွားတယ်ကိုလုံးကြည့်တဲ့လူကအနေဆုံးသူ့ရဲ့ မျက်နှာပိုင်းတက်တက်လေးမဖြစ်သွားအောင်လို့သူကပကောင်းအကြော်မှရှိတာတဲ့နော်ကိုလုံးနဲ့အောက်ကကိုလုံးနဲ့အပေါ်ကခေါင်းထိတာတညီတဲ့ပုံစံမျိုးဖြစ်သွားတယ်။နောက်မှဆိုရင် ကိုလုံးရရန်ကြည့်တော့အတူညက်လိုက်ရင်ခေါင်းလေးကတက်တက်လေးလာပြေခေါင်းသေးတယ်လို့ထင်သွားတတ်တယ်။စိုက်မကြဘူးလို့ထင်သွားတတ်တယ်။အဲ့ဒါမို့သဘင်ညက်ရင်ဆက်ကသဘင်ပညာတယ်ဝါလာဟုတ်တယ်။ဒါပေမဲ့သဘင်ပညာတကယ်တမ်းကျတော့သဘင်ညက်တာမဟုတ်ဘူး။သဘင်ညက်ခြင်းကသဘင်ကိုညက်ချင်တာမဟုတ်ဘူး။ဒါပေမဲ့ဖွင့်စက်ပြပြမယ်။သဘင်ညက်ခြင်းကအနာပြင်းချင်တာ။ လှအောင်လုပ်ချင်တာအဲ့ဒါကကြိုက်တဲ့ဟာတော့တောင်းသူနဲ့မလိုက်လို့ဆိုမလုပ်ပေးနဲ့ကိုကြိုက်တာကိုလုပ်ပေးလိုက်ဒါပေမဲ့သူ့ကိုပြောလိုက်ညက်ပြင်းရင်မကြိုက်ရင်ကြိုက်တယ်လို့ဟိုကဖြစ်လို့ရတိုင်လို့ရတယ်တိုက်တယ်လို့ရတောင်းလို့ရတယ်ဆိုပြီးစိန်ခေါ်ပြီးညက်ကြည့်လိုက်အဲ့ဒါကမှစိန်ပညာဖြစ်ပြီးတော့ကိုတိထားတဲ့ပုံကြီးရှောက်ချက်တာစိန်ပညာမဟုတ်ကိုတိရတဲ့ပုံနဲ့သူနဲ့လိုက်ချင်မှနိုင်မှာနည်းမလိုက်ဘူးခုနိုင်မှာဘာရအောင်မဲခက်စားခက်စားချို့လိုက်မိတယ်မလားမတီးအောင်အဲမတီးအောင်လည်းမလိုက်တဲ့သက်သက်ရှိတယ်လေအဲဘာတွေ့ရလို့မတီးဆိုမှာပြင်းသမဲမှာပြင်းနေအတို့ရှိပြင်းနေ နော်ဘုနာပါပါချင်းထုချင်းပြင်ရအင်အားလုံးလုပ်တယ်အနီအောင်ဆိုရရဲ့အနီအောင်ကရှေးမှာဆိုရအနီအောင်နဲ့အထုံးမှာဆိုရအနီအောင်နှစ်ခုလူတွေညံတော့မှာတစ်ခွက်တည်းစစ်တစ်ခွက်တည်းတရားနဲ့ဆိုရတော့မှလူတွေညံတော့မှာမတူဘူးသူတို့ရဲ့စိတ်ကိုနှောက်ရက်တဲ့ဟာအနီကလူရဲ့စိတ်ကိုနည်းနည်းပူလောင်စေတဲ့သဘောရှိတယ်ပူလောင်မှုပေးတဲ့အာမတူတဲ့ခါလူတွေကအနီကြီးတာတယ်အနီမျက်နှာပြင်ကျယ်တာတယ်ဆိုလူတွေကနည်းနည်းလေးဟော့တယ်နည်းနည်းလေးကလက်တယ်လို့ယူဆသွားတတ်တယ်အမှန်အရအောင်တူတူပဲ အတူမှဆိုးတဲ့အနေနဲ့ရှင်မှဆိုးတဲ့အနေအဲ့တော့အဲ့တော့တင်မလောက်ရှိတဲ့သမီးတို့အနေအောင်ဆိုးဖို့မကြိုးစားနဲ့အဲ့မလိုက်ဘူးဇူနွေးမှမလိုက်ဘူးဘလောက်ချော်တဲ့မိမဖြစ်ဖြစ်မလိုက်ဘူးကွာဟုတ်လားဘလောက်ငယ်ငယ်မလိုက်ဘူးကွာသူ့ရဲ့မျက်နှာကိုပြင်ဆင်သွားတယ်အဲ့တော့သမီးနဲ့ပတ်သက်တဲ့ဟာတွေကိုအလှပြင်နေတော့မှတ်ထားပါအဲကိုတည့်ရဲ့ဒီဂရီတော့တင်မမကြိုးစားနဲ့အဲ့တော့ခုနပြောတဲ့စကားပြန်ဆက်ကပ်မယ်ဆိုရင် ABC သုံးခုမှတ်တာပါ A ကအရင်ညှက်လို့ A ကိုခေါ်ပါတယ်အဲ့ဒါကိုမပြောင်းလဲပါနဲ့ခုကနောက်မှညှက်တဲ့ A ပါပဲ အဲပြင်နောက်စင်းများဟာ base for ratio နေရာကို C လို့ခေါ်တယ်။ ABC 3ခုမှာ ether sensitive ဖြစ်တဲ့နေရာစာညံ့မယ်လို့ပဲတွေ့လိုက်ပါ။သဘင်တင်တယ်မှာဆရာကအဲ့ဒါဘာလို့နောက်ကစတင်လဲဆိုတာဒါကတော့အထူးတော်များကနောက်ကတင်လာတယ်။ဆရာတို့ကနောက်ကတည်းကလဲရတယ်ရှေ့ရတယ်ပုံစံပါတယ်။နော်အဲ့တော့တဏ္ဍကလာကျေပြန့်သွားတာပဲရှိမယ်။အဲ့တော့ ABC 3ခုမှာ sensitive ဖြစ်တဲ့ဘက်ကိုသွားပြီးတော့ညက်ကမယ်လို့မှတ်ထားတယ်။ ether sign on လာတယ်။ step မြင်လို့ကျွန်တော်တို့ပြောတယ်။ဒါပေမဲ့နောက်သဘင်ကအကျော်လဲလောက်ပဲရှိကျင်တယ်လို့ပြောတယ်။ ရှေ့ပိုင်းတွင်တော့အဆင်ပြေတဲ့ပုံစံဝိုက်ဝိုက်လေးတွေညှက်ပေးပါလို့ပြောရယ်ဆန်းစစ်ဖြစ်မဲ့အချက်ကလည်းအချက်ရှေ့ရှေ့ပိုင်းရောက်ရှေ့ပိုင်းရောက်အဲအဲ့ဒါဆိုင်လာတဲ့သူကစက်မြင့်ညှက်ဖို့ပြောတယ်ပြီးရင်သူ့ရဲ့စပင်ကိုကြောလဲလောက်မှထားမယ်လို့ပြောတယ်ပြီးရင်ရှေ့ပိုင်းကိုဝိုက်ဝိုက်ဖြစ်တဲ့ပုံကြီးညှက်မယ်လို့ပြောတယ်အဲ့ဒီစကားလုံးကရိုးရိုးလေးပဲပြောမှာအဲ့ဒါတွေကလည်းထူးခြားအောင်မပြောဘူးအဲ့ဒီစကားလုံးက sensitive ဖြစ်တဲ့အချက်ပါလား ရှင်းဝိုက်ဝိုက်လေးဖြစ်တာကတူချင်းရှိချင်းမတတ်မှတ်ချာဘူးဝိုက်တာနင်းမျိုးစုံနဲ့ဟုတ်ပါတယ်ကြောကဆန်းစစ်ဖြစ်ပါတယ်အဲဒီလိုအေးဘိုင်ဟာစားညှက်မှာစစ်ပြီးမှာပါကြောကိုပုံတခါတဲ့အရင်ဖြတ်ထားမှရမှာပါအဲဒီကြောလောက်ကိုမဖြတ်ထားဘဲနဲ့ရှေ့ကအဝိုက်တွေတော့ဖန်တီးဖန်တီးပြီးတော့အဆရာပြောတာမိုက်တယ်ငါတို့ဒီညဆိုင်ရှေ့ကညှက်မယ်ဆိုပြီးတော့ရှေ့ကနဲ့အဝိုက်တွေအရင်သွားဖန်တီးတယ်ဝိုက်တာဝိုက်တာဖန်တီးလို့ရသဘင်မညာဝိုက်တာလွယ်တယ်တူချင်းရှိချင်းကမလွယ်တာ ။သပင်မှာတူအောင်ရှင်အောင်လောက်ကာတာပဲရှင်။သပင်ညတာဘာလို့တာလဲ။လပြင်တာ။လပြင်တာဘာလို့လပြင်တာလဲ။တူအောင်ရှင်အောင်မျက်နှာလဲလိုက်ဖောင်အောင်လပြင်တာ။သပင်ညလို့။ပြီးသပင်ကဖောင်ပြောင်းကိုကိုယ်ကိုယ်ဖြစ်မလာအောင်သပင်ညလို့။သပင်ညတာတစ်ခုပဲလုပ်ရရတယ်။တူအောင်တူမို့ရှင်အောင်။ရှင်လာတာရှင်ထွက်လာတာပြောတာမဟုတ်ဘူး။မညက်ခံရတာပြောတာ။မညက်ခံပဲပုံပြောင်းလာတာကိုရှင်အောင်လို့ပြောခေါ်တာပေါ့။အဲ့တော့သပင်ညတာအလပြင်တာပါ။ဘာဘယ်လိုပုံစံနဲ့အလပြင်လဲဆိုတော့တူအောင်ရှင်အောင်လုပ်တဲ့အလအာရှင်ကဝါ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 ဆိုပြီးမြင်ရတာပါပြတာလည်းလုပ်လို့ရတယ်။ ဘယ်ဘက်ဆိုရင်ဘာဖြစ်တယ်ဆိုတော့စမမြားဝိုင်းအောင်လုပ်တာပါလဲဖောင်းအောင်လုပ်တာပါလဲခြုံအောင်လုပ်တာပါလဲတွေ့အောင်လုပ်တာပါလဲပဲသင်ရတာလေ